ဆောက်လုံရေးဝန်ကြီးဌာနမြို့ပြနှင့်အင်ယာဖွံ့ဖြိုးရေးဦးစီးဌာနကဆောက်လုံတဲ့တံပိုးနဲ့အင်ယာတို့ရှိအခန်း249ခန်းကိုအတုံးလုံးတက်တာတဲ့အင်ယာချင်းငွေစနစ်နဲ့ရောင်းချပေးမယ်လို့မြို့ပြနှင့်အင်ယာဖွံ့ဖြိုးရေးဦးစီးဌာနကထုတ်ပြန်ပါတယ်လက်ရှိရောင်းချပေးမဲ့တိုက်ခန်းတွေဟာတိလဝါယူဆနာအပိုင်း၃ရိုမရိတ်တာနဲ့ကြံစစ်မဲ့အပိုင်း၁အင်ယာရိုကတိုက်ခုနှလုံးကအခန်းတွေဖြစ်ပြီးဂျွန်လာအတွင်းရောင်းချသွားမယ်လို့ဆိုပါတယ် အဆိုပါအခန်းတွေကို CHID ဘဏ်မှာ2025ခုနှစ်မတ်လ31ရက်နေ့အထိအင်ယာစုဆောင်းငွေ730နဲ့အထက်ပြည့်မီအောင်စုဆောင်းထားရှိသူအနေနဲ့အင်ယာအခန်းတွေကိုစရင်ပေးသွင်းရှောက်ထားနိုင်မှာဖြစ်ပါတယ်။စရင်ပေးသွင်းခြင်းကို DUHT C Housing Facebook Page ရဲ့ Messenger မှာတဆင်စရင်ပေးသွင်းရမှာဖြစ်ပြီးနက်နက်9နာရီခွဲမှညနေ4နာရီအထိလက်ခံဆောင်ရွက်ပေးသွားမှာပါ။ ။ရောင်းချမဲ့အင်ယာရဲ့တီနီယာအဆောက်အအုံအမျိုးအစားအခန့်အကျဲအဝန်းဈေးနှုန်းတို့ကိုကြည့်ရှုလေ့လာပြီးပြည့်စုံစွာစည်ရင်ပေးသွင်းရမယ်လို့ဆိုပါတယ်။မွေးစုဆင်းရဲရှင်တဝူအတွက်တကြိမ်သာဆင်းရဲပေးသွင်းခွင့်ပြုမှာဖြစ်တာကြောင့်မိမိဝယ်ယူလိုတဲ့အင်ယာနဲ့အဆောက်အဦအမျိုးအစကိုတေချာစွာစဉ်းစားပြီးမှသာဆင်းရဲပေးသွင်းရမှာဖြစ်ပြီးတိုက်အမှတ်အခန်းအမှတ်တွေရွေးချယ်ရှောက်ထားခွင့်မရှိဘူးလို့အတည်ပြုထားပါတယ် င်ရအစာအုပ်အမျိုးအစားအလိုက်စည်ရင်ပေးသွင်းရှောက်ထားသူတွေအနက်ရောင်းချပေးနိုင်တဲ့အခန်းအရေအတွက်အရာ CHID ဘဏ်ရဲ့တန်းစီစရာအစောဆုံးအမှတ်စဉ်တွေကိုမဲနိုင်ခွင့်ပြုမယ်လို့သိရပါတယ်အခန်းမဲနိုင်ခြင်းကိုဂျွန်လာ29ရက်မှာဆောင်ရွက်တော့မှာဖြစ်ပြီးအခန်းဝယ်ယူခွင့်ရရှိသူကအရာချင်းငွေကိုမဖြစ်မနေချေယူရမယ်လို့ထုတ်ပြန်ထားကြပါခင်ဗျာ